ပြည်သမားလုံးပဲမင်္ဂလာပါခင်ဗျာစပော့အီဒူစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ဂိုးများမဲမန်ယူနိုက်တက်ပွဲစဉ်အက်စတာမီလာနဲ့ယူကာဆယ်တို့ရဲ့ပွဲကြီးပွဲကောင်းအပါအဝင်ပွဲစဉ်33တွက်ပေါလ်မာဆန်ခံမှန်းချက်များအပြစ်ပြက်တွေဆုံးနေခဲ့တဲ့ဥရောပပွဲစဉ်တွေပြီးမှပရီးမီးယားလိပွဲတွေပြန်လာပါပြီအာဆင်နယ်တို့မယုံနိုင်ကြရလက်ဖြစ်ခဲ့တယ်ဒါပေမဲ့ရီယယ်မက်ထရစ်ကအရင်ကလိုအရန်ကောင်းတဲ့အတင်မဟုတ်တော့ဘူးဆိုတော့ဝင်ခံရမယ်ဗာဒီဘျူးစ်မှာဒေးဗစ်ရာရာသေးတဲ့ကောက်ွယ်ခဲ့ရတဲ့နောက်ဆုံးအချိန်ကိုကျွန်တော်မမှတ်မိဘူးခင်ဗျာရောပြန်စဉ်းစားလို့ရလား ပေကရနေတမရီယမက်ထရစ်အသင်းကနောက်ကြောင်ကိုရသွေးမီမယုံနိုင်စရာပြန်လာနိုင်နေကြဖြစ်နေခဲ့ပြီးသူတို့ရဲ့နောက်ဆုံးအချိန်ထိအခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်။အမှန်တမ်းပြောရရင်ဒုတိယကျောက်ပွဲအတွင်းမှာသူတို့တွေအဲ့လိုမလုပ်နိုင်ခဲ့ဘူး။အာဆင်နယ်ကချန်ပီယံဖြစ်သွားနိုင်လားဆိုရင်ရေဘူးရအပြည့်တော့ဖြစ်နိုင်ပါတယ်။ PSG ကအက်စတန်ဗီလာကိုအသေးလေးကံပြီးမှအနိုင်ရခဲ့တာဖြစ်ပြီးဒုတိယကျောက်မှာဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမှရှိခဲ့တာပါ။ ဒါပေမဲ့လေ semi final မှာအာဆင်နယ်ကဘိုဘီပြင်းပြင်းထန်ထန်အလုပ်လုပ်ရလိမ့်မယ်ဆိုတဲ့ခံစားချက်မျိုးတော့ရှိနေတော့မှာပဲသူတို့တွေပြင်းပြင်းထန်ထန်ဖိအားပေးနိုင်ပြီးကောင်းကောင်းကစားနိုင်ဘောလုံးပဲတက်သွားနိုင်ပါလေကျွန်တော်အမြင်တော့ဒီနှစ်ဘောလုံးပဲတက်တဲ့အတင်းတိုင်းကဖလားရဖို့အခွင့်အရေးတော်တော်ရှိလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါရီခဏထားပြီးတော့ဒီတစ်ပတ်ပွဲစဉ်33တွက်ကျွန်တော်ရဲ့ခံမှန်းချက်တွေကိုကြည့်လိုက်ကြရအောင် Bravo Buzzer Brighton Brighton ကကျွန်တော်အမြင်မှာဥရောပဝင်ခွင့်ပြိုင်ပွဲအတွက်အခွင့်အရေးမရှိတော့ပါဘူးသူတို့ကောင်းကောင်းကစားနိုင်တဲ့ခါတိုင်းသူတို့ကိုကျွန်တော်တို့ခြေကျုခဲ့ကြတယ် ။အရန်ကောင်းတဲ့အသင်းလို့ပြောကြတယ်။ဖီအားတွေခံလာရတဲ့အခါမှာနောက်ထပ်တစ်ကြိမ်လဲပြိုသွားပြန်တာပဲ။တော်ရီ forest ရဲ့ခုနကိုပြအနိုင်ယူခံခဲ့ရပြီးနောက် brighton ကပြိုင်ပွဲစုံမှာ6ပွဲစာအနိုင်ရခဲ့တယ်။အဲဒီတည်းမှာ avi blah ပွဲနဲ့ chelsea ကိုလိမာနှစ်ခါအနိုင်ရတဲ့ပွဲ၊ newcastle ကို blah ပွဲတွေထန်ထန်ရတဲ့ပွဲ၊ bournemouth fulham တို့ကိုအနိုင်ရခဲ့တဲ့ပွဲတွေပါဝင်ပြီး man city နဲ့တကောတကောတည်ကြခဲ့တယ်။ဒါကမယုံနိုင်စရာနိုင်ပွဲဆက်ပုံစံကောင်းဖြစ်ပေမဲ့အဲဒီနောက်ပိုင်းဘာဖြစ်သွားခဲ့လဲ။ forest ကိုရှုံးပြီး avi ကနေပြုတ်ခဲ့တယ်။ villa ရဲ့၃ဂိုးပြအနိုင်ယူရခံခဲ့ရတယ်။ palace ကိုနှစ်ဂိုးတကောနဲ့ရှုံးတယ်။ ်ပြီးခဲ့တဲ့ပတ်မှာလက်စတာနဲ့နှစ်ခုနှစ်ခုတည်ကြခဲ့တယ်လက်စတာနဲ့ပွဲမှာသူတို့တွေကခန်းစစ်မှာပိတ်မိနေတဲ့ပုံပဲလို့တွေးမိခဲ့တယ်ဒါမျိုးဖြစ်လို့မရပါဘူးဘာလို့လဲဆိုရင်လက်စတာကအသင်းကောင်းတစ်သင်းမဟုတ်လို့ပါဘရန်ဖို့ကလည်းရုံးကန်နေခဲ့ရတယ်ဆိုတော့ကျွန်တော်သိပေမဲ့သူတို့ကစားတာကမစိုးဘူးလို့ထင်တယ်ပြားတွေကမကြတဲ့ခင်ကအင်္ဂွန်းမှာပွဲချက်တွေရှိခဲ့ပြီးပွဲစဉ်စရာကသူတို့ကိုမျက်နှာသာမပေးခဲ့တာပါဒီဘက်မှာတော့သူတို့ Brighton ကိုအနိုင်ယူနိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့အပြန်အလှန်သင်းကိုယ်တွေနဲ့ပြောပြမှုပေးနိုင်တဲ့ပွဲဖြစ်လာမှာဖြစ်ပြီးပြားတွေကနှစ်ခုတစ်ခုနဲ့အနိုင်ရသွားမှာပါ။ Wasan Vatan Southampton ဆောက်တန်ကပြီးခဲ့တဲ့အက်စတန်မီလာနဲ့ပွဲမှာမိနစ်60မတိုင်ခင်အထိအဆင်ပြေတဲ့ပုံပေါ်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီနောက်ပွိုင်းတလွဲတွေဖြစ်ခဲ့ပြီးနောက်ဆုံးမိနစ်20အတွင်း3ဂိုးထိပေးခဲ့ရတယ်။ဆောက်တန်ကဘလောက်ချိန်နေစိုးနေလဲဆိုရင်ပရီးမီးယားလိမှာရမယ့်အနည်းဆုံးစံချိန်တင်ခဲ့တဲ့ဒါဘီကောင်တီရဲ့ရမယ့်ကိုလိုက်မိဖို့တမတ်တောင်လိုသေးတယ်။ဝါဆန်ရဲ့ပွဲပြီးဖူလန်ကိုအိမ်ကွင်းလက်စတာကိုဝေးကွင်းမှာသွားကစားရမှာပါအဲ့ဒီနောက်ပွဲမှာတမတ်တောင်မရခဲ့ရင်တော့လက်ကျန်ပွဲတွေမှာရမယ့်ရဖို့မမြင်တော့ဘူးဆောက်တန်ကမန်စီးတီးအေဗာတန်အာဆင်နယ်တို့နဲ့ကစားရမှာလေ တို့အမရနိုင်မယ်ထင်တော့ဆိုရင်မထင်ပါဘူးဒီပွဲက1ဆန်းတော့ပွဲကောင်းတစ်ပွဲပါ1ဆန်းကပေါ်တာလောက်မှာရုံးကန်နေခဲ့ရတာဖြစ်ပြီးဒီလိုပွဲမျိုးကအခုချိန်မှာတို့အရန်လိုချင်နေတဲ့ပွဲပါ1ဆန်းကအစင်းဆက်ခွန်နေရာမှာရက်တည်နေရတာမယုံနိုင်ပါဘူးတို့ကအဲ့ဒီထက်ပိုကောင်းတဲ့အသိဖြစ်ပြီးဒီထက်မြင်မားတဲ့နေရာနဲ့ tight တန်ပါတယ်1ဆန်းက၃ခုပြတ်အနိုင်ရသွားပါလိမ့်မယ် Everton vs Man City ဒီပွဲက Man City အတွက်ခက်ခဲတဲ့ပွဲပါပြေကရဘကသူတို့ရဲ့ရလက်ကိုကြည့်ပြီးနှစ်ခုပြည့်ရှုံးတဲ့နေရာကနေငါးခုနှစ်ခုနဲ့အစုံးမှပြန်အနိုင်ရခဲ့တာကမယုံနိုင်ကြောက်ကောင်းတဲ့ခံဖတ်နိုင်ပွဲလို့တွေးမိမှာပါ အီစီတာအဲ့ဒီဘက်မှာလူမကြုံအောင်နေနိုင်ခဲ့ရင်ဘဲလစ်ကသုံးခုပြတ်နေခဲ့မှာပါအဲ့ဒီအချိန်တွေလောက်ဆိုရင်မန်စီးတီးတို့ပြန်လာနိုင်မှာမဟုတ်တော့ပါဘူးမန်စီးတီးကသူတို့ရဲ့အကောင်းဆုံးပုံစံကိုပြန်ရနိုင်ပြီလို့မထင်ပါဘူးအက်စတန်မီလာသာဒီတစ်ပတ်အနိုင်ရခဲ့ပြီးစီးတီးကအေဗာတန်ကိုမနိုင်မရခဲ့ရင်ဂွာဒီလာရဲ့တင်ကထိတ်ဆုံး9နေရာထဲမှာပြီးဆုံးနိုင်မယ့်ပြိုင်ပွဲထဲမှာနောက်ကိုပိုရောက်သွားအောင်မှာပါဒီဘက်ပြီးမှာစီးတီးကဗီလာနဲ့လဲတွေ့ရအောင်မှာပါသူတို့ရဲ့လာမယ့်ရာသီချန်ပီယံလိတောင်မကစားရဘဲနေရနိုင်ပါတယ် အပါဒမပေါ်မှာခြေစွမ်းရနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကိုးပွဲတွေကလမဘုကိုရှုံးခဲ့တဲ့ပွဲကလွယ်ပြီးကျန်တဲ့ပွဲတိုင်းမှာကိုးသွင်းနိုင်ခဲ့တယ်။ဒီပွဲက Godison Park ကွင်းမှာနောက်ဆုံးကစားရမယ့်ပွဲကြီးပွဲကောင်းပါ။ဒီဘက်ဘင်းအပါဒန်ကကွင်းတက်ကိုပြောင်းမှဖြစ်ပြီးပဝင်းရင်တက်ကနေပြန်စားရတော့မှာပါ။ City ကမာဆေးဆိုင်မှာပြင်းထန်တဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရမယ်လို့ထင်တယ်။သူတို့တွေကကျွန်တော်တို့မြင်တွေ့နေကြအခြေအနေမှာရှိမနေပါဘူး။သူတို့တွေထိတ်ဆုံး9နေရာပြိုင်ပွဲတွေမှာဆက်ရှိနေအောင်ပြိုင်ဘက်တွေနဲ့အမိလိုက်နိုင်ပါမလားမသိပါဘူး။ဒီပွဲကတော့တကူတကူလောက်နဲ့ပဲပြီးသွားမယ်လို့ထင်ပါတယ်။ ဖဲလေးဖက်ဆက်ဘုံပေါက်ဒီနှစ်သင်းစလုံးဘာဖြစ်သွားခဲ့တာလဲဆိုတော့ကျွန်တော်မသိပါဘူးဘုံပေါက်ကပြီးခဲ့တဲ့ပတ်မှာဖူလန်ကိုအနိုင်ယူနိုင်ခဲ့တာကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ပွဲမတိုင်ခင်ရှစ်ပွဲစတိုက်မိနစ်90ရဲ့အတွင်းမှာနိုင်ပွဲမရခဲ့ဘူးသူတို့နိုင်ရခဲ့တဲ့တစ်ချိန်ကအဖေဘလောက်ပတ်မှာဝုဖ်ကိုပန်နရီနဲ့အနိုင်ရခဲ့တာပါဒီလိုဆိုးရွားတဲ့ပုံစံမတိုင်ခင်သူတို့တွေကအမြင့်ပြန်နေခဲ့တယ်ဆိုတော့ကျွန်တော်တို့အားလုံးသိပါတယ် ဖဲလစ်ကအခုနှစ်ပွဲစတဲ့၅ကိုပေးခဲ့ရပြီးဒီလမကောင်ခင်မှာ FA Flash Semi Final ကစားဖို့ရှိတာကြောင့်အချိန်ယူဖို့အရေးကြီးလို့နေပြီးဝမ်ဘလီမှာကစားရမယ့်အဲ့ဒီပွဲမတိုင်ခင်၃ရက်မှာဖဲလစ်ကအာဆင်နယ်နဲ့ရင်ဆိုင်ရအောင်မေးကျွန်တော်ထင်တော့သူတို့ရဲ့ဖလားပွဲမှာကစားမယ့်ပွဲထွက်လူစင်းကိုဒီပွဲမှာတုံးတင်တယ်အာဆင်နယ်နဲ့ပွဲမှာတော့အဓိကကစားသမားတွေကိုနားပေးထားရမယ်ဒါတွေအားလုံးထည့်ထွက်ရင်ဒီပွဲကဖဲလစ်အတွက်ပွဲကြီးပွဲကောင်းဖြစ်လို့သူတို့တွေငကိုတကိုနဲ့အနိုင်ရမယ်လို့ကျွန်တော်ထောက်ခံပါတယ်အစံဗီလာဘတ်ဆန်နယူကာဆယ်နယူကာဆယ်ကတော်တော်လေးကောင်းလာတယ် သူတို့ရဲ့ကစားပုံကယုံကြည်မှုရှိတဲ့အသင်းမျိုးဆိုတဲ့လက္ခဏာတွေကိုပြသနေတယ်။ဒါပေမဲ့ဒီဘက်ကသူတို့ရဲ့ရာသီအတွင်းအကြီးမားဆုံးပွဲတွေကတပွဲဆိုတာသိကြပါတယ်။ညူကာဆယ်ကအဆင့်3နေရာမှာအမြင့်ပြန်နေရဆိုပေမဲ့လေအဆင့်9နေရာကဗီလာကိုရှုံးနေခဲ့ရင်သူတို့ကြားကရမကနှစ်မှတ်ထိကွာမှုရော့ကြသွားလိမ့်မယ်။ဒါဆိုရင်ထိတ်ဆုံး9နေရာပြိုင်ပွဲကဘယ်လောက်ထိကျက်နေလဲဆိုတာကိုပြနေတာပါ။ယူကာဆေကဒီဘွဲကိုအနိုင်ယူနိုင်ရင်နောက်လာမယ့် Insection ဘွဲမှာလည်းအနိုင်ယူနိုင်မှာဖြစ်လို့နောက်ရာသီ Champion League ဝင်ခွင့်ကတော့အမခံကြရသွားမှာပါ သူတို့အတွက်ဖလားရခဲ့တာကပဲမယုံနိုင်စရာအရာဖြစ်ခဲ့တယ်ဆိုပေမဲ့လေဒီလိုအစဉ်မျိုးနဲ့ပါရာဇီပြီးဆုံးနိုင်ခဲ့ရင်တော့ဘာပြောကောင်းမလဲအဆမ်ဘလာအတွက်ဒီဘွဲမှာတည်ကြရင်ဘာမှကောင်းမလာနိုင်ပါဘူးဒီဘွဲမှာသူတို့မန်စီးတီးအိမ်ခွင်သွားကစားရမယ်ဒီနှစ်ပွဲကနေသူတို့တမန်နှမလောက်ပဲရမယ်ဆိုရင်ထိတ်ဆုံး9နေရာနဲ့ပြီးဆုံးနိုင်ဖို့မလွယ်တော့ဘူးထင်ပါတယ်ဒါပေမဲ့နှစ်သင်းစလုံးကဒီအာဒီမှာကောင်းကောင်းကစားနိုင်နေတယ်ဒီအာဒီချန်ပီယံလိမှာဗီလာဘာလို့ပြနိုင်ကြလဲဆိုတော့အားလုံးလည်းသိပါတယ်သူတို့တွေနောက်ထပ်တစ်ချိန်ဝင်ခွင့်ရအောင်လုပ်ရမယ် ဒီပွဲကဆက်လို့ရှားစရာပွဲဖြစ်လာမှဖြစ်ပြီးအပြန်လန်ဂိုးတွေနဲ့ဖျော်ပြင်းမှုပေးနိုင်တဲ့ပွဲဖြစ်လာမှာပါနှကုန်းနှကုန်းနဲ့ပြီးသွားမယ်ထင်ပါတယ်အင်ဆာဖာဆာအာဆင်နယ်ကျွန်တော်အမြင်နဲ့ပြောခဲ့တာကဘောလုံးမှာထိုင်မင်းကအရေးအကြီးဆုံးဆိုတာပါအာဆင်နယ်ကထိပ်ဆုံး၅နေရာနဲ့ပြီးဆုံးမှုတေချာပြီးသားဖြစ်နေချိန်မှာရီယယ်မက်ထရီနဲ့ကစားခဲ့တယ်ဒီပွဲမှာဘာတွတ်မှကစားစရာမရှိတော့ဘူးချန်ပီယံလိပွဲအတွက်ပဲအားမွေးရတော့မယ်အင်ဆာစတက်ဒီပွဲကအချိန်ကောင်းမှရောက်လာတာဖြစ်ပြီးအထူးသဖြင့်ပြီးခဲ့တဲ့ဘက်မှာချက်စီးစီကနေတမန်ရခဲ့ပြီးတဲ့နောက်မှာပါ အာဇနင်ကပရီးမီးယားလိဖလားမရနိုင်တော့ဘူးဆိုပေမဲ့လက်ကျန်ပွဲတွေကနေရမရနိုင်တဲ့များအများဆုံးရယူတင်တယ်လို့ထင်တယ်။သူတို့တွေဒီပွဲနဲ့နောက်လာမယ့်ဘဲလစ်နဲ့ပွဲမှာအနိုင်ယူနိုင်ခဲ့ရင် PSG နဲ့ပွဲကိုယုံကြည်ချက်ရှိရှိနဲ့တွားကစားနိုင်မှာပါ။ဒီပွဲအတွက်အာဇနင်ကကစားသမားအချို့ကိုနားပေးမှာဖြစ်ပေမဲ့ Inswich ဒွတ်တော့အရန်အကောင်လုံးနေသေးတယ်လို့ထင်ပါတယ်။ကျွန်တော်သာဆိုရင်ဒီပွဲမှာ Nonary နဲ့ Trossard တို့ကိုကစားခိုင်းမှာပါ။ဒီပွဲကအာဇနင်အတွက်တတောင်တတာနိုင်ပွဲရမယ့်ပွဲဖြစ်ပြီး၃ဂိုးတခုနဲ့အနိုင်ရသွားမှာပါ။ Man United vs Wolves ဒါဘီပွဲပြီးမှကျွန်တော်တို့တွေးမိခဲ့တာကမန်ယူနိုက်တက်ကထိုးတက်မလာဘူးဆိုတာပါပဲသူတို့တွေကနယူကာဆယ်နဲ့ပွဲမှာဆိုးရွားခဲ့ပြီးအခု Wolf နဲ့ရင်ဆိုင်ရမယ်မန်ယူနိုက်တက်ကယူရိုပါလိမှာအံအားသင့်ပွဲခံမနိုင်ပွဲနဲ့ semi final ကိုတိုက်ရောက်နိုင်ခဲ့ပြီးကစားသမားတွေလည်းမင်းနဲ့120တိကစားခဲ့ရလို့တော်တော်လေးပွဲပန်းနေမှာပါ Wolf ကဘဲဘဲသွားကစားကစားသူတို့ကစားချင်တဲ့ပွဲမျိုးဖြစ်အောင်ကြိုးစားမှာပါဒါကြောင့်ဒီပွဲကမန်ယူနိုက်တက်အတွက် Andre များတဲ့ပွဲလို့ထင်တာပါမာတီးယပ်စ်ကွန်ညာကဒီပွဲကသူ့အတွက်ကြီးမားတဲ့လူတွေ့စစ်ဆေးမှုလို့ယူဆပြီးကစားမယ်ဆိုရင် Wolf ကအင်ရှင်တွေကိုနာကျင်အောင်လုပ်နိုင်မှာပါ နှကိုနှကိုလောင်းနဲ့ပွဲပြီးသွားမယ်ထင်ပါတယ်။ Fulham vs Chelsea ဒီဘက်နဲ့ပတ်သက်ပြီးကျွန်တော်တို့မသေးကြဘူး။ Fulham နဲ့ Brighton တို့လိုအသင်းတွေကနေရာတစ်ခုရောက်လာရင်လဲပြိုတက်ပြီး Fulham ကိုကြည့်မယ်ဆိုရင်လည်းစပါးကိုအနိုင်ရပြီး Palace ကို FA Plus မှာရှုံးနေကြတယ်။ပြီးတော့ Arsenal ကိုရှုံးနေအဲ့ဒီပွဲပြီးမှ Liverpool ကို3-2ကိုနဲ့အရန်ကောင်းတဲ့နိုင်ပွဲရခဲ့တယ်။ပြီးတော့ပြီးခဲ့တဲ့အပတ်မှာဘောမောက်ကိုရှုံးနေကြတယ်။ Chelsea အတွက်တော့ပြီးခဲ့တဲ့အပတ်ရလက Shock ရစရာလို့ထင်တယ်။ SH လိုအသင်းကိုအနိုင်ယူနိုင်ခဲ့တဲ့အသင်းပေမဲ့တည်ရကြအောင်တော့မနေ့ကစားရတယ်။ သူတို့တွေဒီလိုသာစကားလုံးနေထိဆုံး9နေရတဲ့ပြီးဆုံးမှုမလဲပါဘူး။ချဲဖီးနေနဲ့လာမဲ့3ပွဲဖြစ်တဲ့ဖူလန်အေဗာတန်လေဘာဝူးတို့နဲ့ပွဲတွေမှာအနည်းဆုံး9မှတ်ရဖို့လိုတယ်။သူတို့အဲ့လိုအမှတ်ရအောင်ဘယ်လိုလုပ်မလဲကျွန်တော်မသိဘူး။ဒီဘက်ကချဲဆီအတွက်မဖြစ်မနေအနိုင်ကစားရမယ့်ပွဲပါ။ တခြားအသင်းတွေကဖာမာကိုရပ်တန့်နိုင်တဲ့နည်းလမ်းကိုရှာဖွေနေပါပြီ။ဘာကြောင့်အဲ့လောက်အချိန်ယူနေကြရတာလဲဆိုတာကျွန်တော်မသိပါဘူး။အခုအချိန်ဒီမှာကချယ်ဆီကရုန်းကန်နေရပြီးဖာမာကဒီတပတ်မှာအားကိုပြောင်းလဲပြစ်နိုင်မယ့်နည်းလမ်းကိုရှာတွေးဖို့လုပ်နေပါတယ်။မဟုတ်ရင်တော့သူတို့ပြဿနာကြီးတိရှိလာမှာပါ။ဒီပွဲလေတဘောတကူတည်ပဲလို့မှန်ပါတယ်။လက်စာဘက်ကလေပါဘူး။ဘီဂရက်ဘက်ကလက်စတာအတွက်တော့မျှတာရရလဲဖြစ်ခဲ့တယ်။သူတို့ဒီ Brighton ကိုတကူ0နဲ့ရှုံးနေနေခဲ့ပြီးတော့နှကိုးတကူနဲ့ထပ်ပြီးဥဆောင်ခံခဲ့ရတယ်။သူတို့အလွယ်တကူလက်ရှော့လိုက်နိုင်ပေမဲ့တေးရအောင်လက်ကစားနိုင်ခဲ့လေ ဒါဆောင်ကအဲ့ဒီပွဲမှာတကယ်ကိုကောင်းခဲ့ပြီးအဲ့ဒီစွမ်းဆောင်ရည်ကကြီးတူးမှုနဲ့ထိုက်တန်ပါတယ်။ဒါပေမဲ့လည်းလဘာဝုနဲ့ပွဲမှာဘာမှရနိုင်မယ်မထင်ပါဘူး။အန်စလော့ရဲ့တင်ကနောက်လာမယ့်ပွဲတွေမှာခက်ခဲရှိနိုင်တဲ့ပွဲချို့ရှိနေပေမဲ့ချန်ပီယံဖြစ်လာဖို့လုံလောက်အောင်လုပ်ခဲ့ပြီးပါပြီ။သူတို့ကကောင်းကောင်းမကစားနိုင်တော့မှတင်းတော်ရဲ့ရလက်ကိုရယူနိုင်စွမ်းရှိပါတယ်။ဒီပွဲမှာလည်းသူတို့တွေဖိအားများများဆဆရှိမှာမဟုတ်ပဲတုံးကိုပြနိုင်ရသွားမှာပါ။စဘာဘဇာ Forest စဘာက Frankfurt အင်္ဂလိပ်မှာကစားခဲ့တဲ့ဒုတိယအကြိမ်မှာဆိုလန်ကီရဲ့ပယ်နယ်တီကိုတကိုးရဲနဲ့အနိုင်ရပြီး semi final ကိုတက်ရောက်နိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်ဒီဘက်မှာအရန်ကြီးတက်ချွားနေမှာမဟုတ်တော့အကောင်းမြင်တဲ့ခံစားချက်တော့ရနေမှာပါ Forest ကအခုချိန်မှာနည်းနည်းတော့ရုန်းကန်နေရတယ်နောက်ဆုံးရှုံးခဲ့တဲ့ Everton နဲ့ Aston Villa တို့နဲ့ပွဲမှာမကောင်းမွန်ခဲ့ဘူးလို့ထင်တယ် Forest ကနောက်ဆုံးစားခဲ့တဲ့အဝေးကွင်းခဏပွဲမှာမိနစ်60အတွင်းအနိုင်ရခဲ့တဲ့ပွဲတစ်ပွဲပဲရှိခဲ့တယ်အဲ့ဒါက Inception ပွဲပါဒီဘက်မှာ Forest ကအလေးလေးကွက်ကွက်မဖြစ်ဘူးမျောလင့်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကမယုံနိုင်စရာအရာတွေကိုပိုင်းဆိုင်ခဲ့လို့ပါသူတို့ကချန်ပီယံလိမှာကစားဖို့ထိုက်တန်တယ်လို့ကျွန်တော်ယုံကြည်တယ် သူတို့တွေကဒီလနောက်ပိုင်းမှာ Man City နဲ့ FA Semi Final လေးကစားရဖို့ရှိနေသေးပြီသူတို့ပိုင်ဆိုင်ခဲ့တဲ့ရာသီကြောင့်ဘာမှမရပဲအဆုံးသက်သွားတာမျိုးမမြင်ချင်ဘူးလို့အားလုံးဝန်ခံရမှာပါဒီဘက်မှာလည်း Forest တို့တခုခုရနိုင်ပြီးတကောတကောနဲ့ပွဲပြီးသွားမယ်ထင်ပါတယ်အခုလိုမျိုးတရင်တရင်တို့တင်ဆက်မှုတွေကိုနေစဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport ATC YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ